င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ28ရက်နေ့အတွက် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ရင်းချရေးဆွေးနွေးပွဲနဲ့တွေ့ဆုံဆွေးနွေးမှုတွေဟာလက်ရှိမြေပြင်မှာတိုက်ပွဲဖြစ်နေတဲ့လက်နက်ကိုင်အင်အားစုတွေမပါဘဲတကယ်အလုတ်ဖြစ်နိုင်မှုရှိမရှိအပေါ်စီးရင်းနဲ့နိုင်ငံရေးအကဲခတ်တွေကြောင့်သုံးသပ်လျက်ရှိနေတဲ့ဆွေးနွေးတဲ့ထရန်ကအီရန်ကိုတိုက်ခိုက်ပြီးနိုင်ငံရေးအမျက်ထုတ်ဖို့ကြိုးပမ်းနေတဲ့ဆွေးနွေးတဲ့အပါအဝင် ။နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အာခစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေဟာလက်ရှိမြေပြင်မှာတိုက်ပွဲဖြစ်နေတဲ့လက်နက်ကိုင်အင်အားစုတွေမပါဘဲတကယ်အလုပ်ဖြစ်နိုင်မှုရှိမရှိပေါ်စီးရင်းနဲ့နိုင်ငံရေးအခက်အခဲတွေကြားသုံးသပ်လျက်ရှိနေတဲ့ဆွေးနွေးသတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။နောက်ဆက်ကရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကကျင်းပတဲ့ ညဉ့်ကျရေးဆွေးနွေးပွဲတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေဟာလက်ရှိမြေပြင်မှာတိုက်ပွဲဖြစ်နေတဲ့တနက်ကိုင်းအင်အားစုတွေမပါတဲ့အတွက်တကယ်အလုပ်ဖြစ်နိုင်မှုရှိမရှိအပေါ်စစ်ရေးနဲ့နိုင်ငံရေးအခက်အခဲတွေကြားသုံးသပ်လျက်ရှိနေပါတယ်။နတ်စကားကဆွေးနွေးပွဲတွေပြုလုပ်ရမှာ NCA ထိုးထားတဲ့လက်နက်ကိုင်းအဖွဲ့တချို့ UIC မှာမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေအင်းနီချင်းနိုင်ငံကကိုယ်စားလှယ်တွေနဲ့သတင်းမီဒီယာတချို့တို့ကဖိတ်ခေါ်ကျင်းပလျက်ရှိတာပါ။မြေပြင်မှာတိုက်ပွဲဖြစ်ပွားနေတဲ့လက်နက်ကိုင်းအင်အားစုတွေကို နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဖိတ်ခေါ်ကံလန်ပြောဆိုမှုတွေရှိပေမဲ့လည်းသူတို့ပါဝင်နိုင်ရေးတစုံတရာလှုပ်ဆောင်တာမတွေ့ရပါဘူး။လက်နက်ကင်တော်လိုင်းအင်အားစုတွေပါဝင်လာနိုင်ရေးဟာအခုနောက်ဆက်ကပြုတ်လုံနေတဲ့ဆွေးနွေးပွဲတွေကနေထွက်လာတဲ့ရလက်အပေါ်မှာမတည်နိုင်ကြအောင်ငင်းကြဲရေးပွဲတွေမှာအပြည့်တစုံတရာ မထွက်လာပါကတိုက်နေတဲ့အဖွဲ့တွေဟာလည်းပို့ပြီးတော့ပါဝင်လာနိုင်စရာမရှိဘူးလို့ငင်းကြဲရေးလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီရင်တဲ့တင်ဌာနကိုပြောပါရစေ။အခုလှုပ်နေတဲ့ဟာတွေ ဟာထွက်လာတဲ့ရက်လောက်ပေါ်မှာမူတည်ပါလိမ့်မယ်တကယ်လို့အခုလုံနေတဲ့ဟာတွေကဒီအပေါင်းလက္ခဏာရက်လောက်ထွက်တယ်ဆိုလို့ရှိရင်ဒီတိုင်နေတဲ့လူတွေလည်းသူတို့လည်းဒီလိုလက်ပတ်ကြည့်နေပြန်မလို့ပါဘူးနော်တကယ်လို့အခုလောလောဆယ်အငင်းချမ်းကြီးပေါ်ရမျိုးဘာလို့လုံနေကြတော့မှအဖြစ်ကမထွက်ဘူးဆိုလို့ရှိရင်မှဒါကဒီတိုင်နေတဲ့လူတွေကတော့ ပူပါစရာမရှိတော့ဘူးပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်ထင်တယ်သူတို့ဟာလေအဲဗမာပြည်ငင်းချမ်းကြီးကိုလိုလားတဲ့လူတွေပဲဘယ်တော့ပဲတိုက်တော့တကယ်လို့တို့ဗမာပြည်မငင်းချမ်းရင်မဖြစ်ဘူးဆိုလို့ရှိရင်လေတို့အဲ့လိုမြင်နေဆိုလို့ရှိရင်လေတို့ကပူပေါင်းပါဝင်လာကြမှာပါအခုလောလောဆယ်ကတော့မအားမပါဘူး သွေးကျွေးမှာသွေးနွေးမရှိဘူးဆိုတာအခုလောလောဆယ်ကပြောအားအများကြီးရှိနေပြီတော့ဟုတ်ပြန်နော်အဓိကကပါလဲဆိုတော့တိရစ္ဆာန်ကားရှိတယ်နီးတဲ့လူကိုပြောအောင်ထားပါဒါဆိုလို့ရှိရင်ဝေးတဲ့လူကလာပါလိမ့်မယ်လို့ပြောဒီနီးတဲ့လူတွေကိုပြောအောင်ထားတာကျွန်တော်တို့မတွေ့ရလိမ့်ဘူးပေါ့ပြန်နော်အဲအခုကိုထားတဲ့လူထားတဲ့ပုံစံမဖြစ်နေသေးတော့ အဲ့ဒီအချိန်ဒီမှာတော့ဝေးတဲ့လူကလာဖို့ခက်ပါလိမ့်မယ်လက်ရှိမှာနာဆာကအနေနဲ့ match လကပြုလုပ်ခဲ့တဲ့ peace.2025 ရဲ့နောက်ဆက်တွဲအနေနဲ့ peace forum 2025ကိုနေပြီးတော့မှဂျူလ25ရက်ကနေ28ရက်နေ့အထိ3ရက်ကြာကျင်းပကြပါတယ်။အဲ့ဒီပွဲကိုနာဆာကဥက္ကဋ္ဌလည်းတက်ရောက်ခဲ့ပြီးထိုင်းအိန္ဒိယနဲ့တရုတ်တို့ကကိုယ်စားလှယ်အဖွဲ့တွေလည်းတက်ရောက်ခဲ့ကြတာပါ။နာဆာကဥက္ကဋ္ဌကလွှတ်တော်ပေါ်ပေါက်လာခါဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနိုင်ချိန်မှာ လက်နက်ဆွဲကင်ပြီးလူလားချက်တွေကိုတောင်းဆိုတာလူမျိုးဆွဲဒေသဆွဲကြီးမားစွာနဲ့မိမိတို့ရဲ့ဆန္ဒကိုလှုပ်ဆောင်ဖန်တီးနေတာဟာဒီမိုကရေစီနဲ့သွေးဖိနေကြောင်းပြောကြားခဲ့ပါတယ်။လူလားချက်တွေကိုလွတ်တော်အသီးသီးမှဆွေးနွေးဆုံးဖြတ်ဆောင်ရွက်အတည်ပြုသွားကြရမှာဖြစ်ကြောင်းလည်းသူကပြောပါတယ်။နဆကကပြုလုပ်တဲ့ဆွေးနွေးပွဲတွေဟာငင်းချမ်းရေးထက်သူတို့ရဲ့အာဏာတည်မြဲကြံ့ခိုင်ရေးအတွက်ဖြစ်ကြောင်းဒါကြောင့်သူတို့ကိုအပြစ်တိုက်ပစ်မဲ့အဖွဲ့တွေနဲ့စစ်ဆက်ဆွေးနွေးရေးမလုပ်နိုင်ခြင်းဖြစ်ကြောင်း တရုတ်မြန်မာအရေးလေ့လာသုံးသပ်သူဒေါက်တာလှကျော်စောကစီအန်အန်သတင်းဌာနကိုပြောပါရယ်စစ်ကောင်စီရဲ့ဟိုဟိုရည်ရွယ်ချက်ပေါ့နော်ဒီဟာတွေရဲ့ရည်ရွယ်ချက်ကအဓိကသူ့စစ်အာဏာရှင်စနစ်သူကင်လာတဲ့အာဏာကိုဆက်လက်ပြီးနိုင်ငံပေါင်းစုံနဲ့ဆက်ကိုင်နိုင်မှုရည်ရွယ်ပြီးလုပ်နေတဲ့ခွန်းနေတာဟိုဘယ်လိုဖြစ်လဲရက်စက်ဆန်တဲ့အခန်းတွေဒါစစ်ကောင်စီမှလွတ်ထားမှာပေါ့နော်ဟိုမဆလာချက်ဘူနီဝင်းချက်တွေကလွတ်ထားတာ ဝင်နေဝင်လဲငင်းငင်းရေးတွေပါလေခေါ်ဘူးလားနားဖာတော့မှာလေဒီလိုပဲတော့အပြစ်ခတ်ရဆဲရေးလုပ်ပြီးငင်းငင်းရေးဆွေးနွေးမယ်အပြစ်ခတ်ရဆဲရေးအဖွဲ့လေးနဲ့ဘာလုပ်တယ်ညာလို့ရောက်ဆောက်ပြောလာတာပဲเนาะအခုလဲစကောင်စီကပြောလာတာပဲအဲ့တော့သူတို့အစကြီးရဲ့ရက်ကဘာမာတီငင်းရမ်းမှုတည်မှုလို့ပြောတာဟုတ်သူစစ်အာဏာရှင်တွေဆက်ပြန်ခိုင်ရေးဆက်ပြီးတော့အာဏာဆိုင်ထားရေးတွေလုပ်တာဒါကြောင့်မို့သူကသူ့ အာနာရှင်စတဲ့သဘောသူတက်ကိုအပြတ်တိုက်ပြင်းနေတဲ့ဒီမှာသူကမဆွေးနေတာဟုတ်လားအဲ့တော့ဟိုလူတွေကသူကသူ့အယိုးရင်းလေးတွေညှပင်းညှပင်းတော့ယူမဲ့လူတွေကြံပဲသူပေါ်ပြီးလုပ်နေတာပေါ့ဗျာလက်ရှိမှာမြန်မာတက်မတော်ဟာမြန်မာနိုင်ငံတဝန်းလက်နက်ကင်တော်လိုင်းရင်အင်အားစုတွေနဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိကမြောက်ပိုင်းဒေသမှာတော့တရုတ်ရဲ့ဩစာလှမ်းမှုမှုကြောင့်တိုက်ပွဲတွေအထိုက်အလျောက်လျော့နေနေပါတယ်။ဒါပေမဲ့လည်းတခြားဒေသတွေမှာတိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတဲ့ကြားတွေမှာနိုင်ငံရေးအကြက်တွေကြော်လွားနိုင်ရင်းနဲ့ ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးဟုဆိုကာနတ်ဆက်ကက2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာအပိုင်းလိုက်ခွဲပြီးရွေးကောက်ပွဲကျင်းပမှာဖြစ်ကြောင်းရွေးကောက်ပွဲအနိုင်ရရှိတဲ့ပါတီကိုအနာလွှဲပြောင်းပေးရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။နိုင်ငံတကာစင်ကာပူတွေကိုစုပေါင်းကြော်လှရမယ်လို့နတ်ဆက်ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လည်းကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေရတဲ့ယင်းဒီနိုင်ငံတကာအခင်းအကျင်းမှာမိမိတို့အနေနဲ့စုပေါင်းကျော်လာရမယ်လို့ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမီအောင်လိုင်းကပြောပါရယ်၂၀25ခုနှစ်ဇွန်လ26ရက်ကဗလာရုနိုင်ငံမင်းမြို့မှာကျင်းပတဲ့စရုပ်ထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ်မှာ သူကပြောပါရယ် NASA ကဥက္ကဋ္ဌကစိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေရတဲ့ယင်းဒီနိုင်ငံတကာအခင်းအကျင်းမှာ ချင်းချောင်းမှုတွေကိုကျော်လွှားနိုင်ဖို့အတွက်မိမိတို့အနေနဲ့စုပေါင်းဆောင်ရွက်ကြရမည်ထို့ကဲ့သို့သောအခြေအနေများကိုရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက်စုပေါင်းဆောင်ရွက်မိနေရာတွင်ဥရောပအာရှစီးပွားရေးတမကသည်ပြည်ပစီးပွားရေးစိန်ခေါ်မှုတွေနဲ့ပိတ်ဆို့တန်းခတ်မှုများကြားတွင်မကြသေးမီနှစ်တွေအတွင်းတည်ငြိမ်သောတိုးတက်မှုများနဲ့ အရေးပါသောအောင်မြင်မှုများကိုပြသနိုင်ခဲ့သည်ကိုဝမ်းမြောက်စွာတွေ့ရှိရတယ်လို့ပြောပါရယ်မြန်မာနိုင်ငံအနေနဲ့ဥရောပအရှစီးပွားရေးတမကအဖွဲ့ဝင်နိုင်ငံတွေနဲ့စီးပွားရေး၊ကုန်သွယ်ရေးစတဲ့ကဏ္ဍတွေကိုပူးပေါင်းဆောင်ရွက်နိုင်မဲ့အလားအလာတွေကိုရှာဖွေဖော်ထုတ်ပြီးတွန်းမြင့်ဆောင်ရွက်သွားလိုကြောင်းသူကပြောပါရယ်မြန်မာနိုင်ငံအနေနဲ့လည်းဥရောပအရှစီးပွားရေးတမကရဲ့အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဖို့စိတ်အားထက်သန်လျက်ရှိကြောင်းမြန်မာနိုင်ငံကိုဥရောပအရှစီးပွားရေးတမကရဲ့လေးလာသူနိုင်ငံအဖြစ်စောလင်စွာပါဝင်နိုင်ရန်အတွက် ူတို့မှာထောက်ခံဆောင်ရွက်ပေးပါရန်မြစ်တာရက်ခံလိုပါကြောင်းနာဆာကဥက္ကရာကပြောပါရယ်စီးပွားရေးနဲ့ပတ်သက်ပြီးပိတ်ဆို့ခံထားရတဲ့နိုင်ငံဖြစ်တာကြောင့်အင်မတန်သတိကြီးကြီးထားပြီးဆောင်ရွက်ရမှာဖြစ်တဲ့အတွက်အတူတူပူးပေါင်းဆောင်ရွက်မှတော်ကားကြမယ်လို့စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ပြည်စုံကရှင်းလင်းသတင်းဌာနကိုပြောပါရယ်ဆိုရှင်တဲ့ဖြစ်လာတဲ့နိုင်ငံတစ်ခုအတွက်ကြတော့ကျွန်တော်တို့ကအဲဒီဘာဝ ရှင်းမြောင်းပါလေဒီလိုရှင်းမြောင်းတဲ့အဲဒီတောင်းတဲ့ကနေကုန်ွယ်ကြီးလောက်ရတဲ့အခါကျတော့လုပ်ငန်းရှင်တွေဘက်မှလည်းခက်ခဲသလိုသူရပိုင်းဘက်ကပြန်ကြည့်ကြော်လဲကျွန်တော်တို့နိုင်ငံတွေတို့ကအင်တာနက်တွေကြီးကြီးထားပြီးဆောင်ရွက်ရတာဖြစ်တဲ့အတွက်အခုလုံးအတူတူပူးပေါင်းပြီးတော့ဆောင်ရွက်မှပဲတော့ခါကြမှာပါပူးပေါင်းပြီးဆောင်ရွက်တဲ့ဆိုတာသူရတစ်ခုပဲမဟုတ်ဘူးသမုကုန်ွယ်ကြီးလုပ်ငန်းရှင်တွေတစ်ခုလည်းမဟုတ်ဘူးအသေးအဖွဲ့တစ်ခုလည်းမဟုတ်ဘူးပေါ့နော်အားလုံးဒီကုန်ွယ်ရေးလမ်းကြောင်းတစ်လျှောက်မှရှိတဲ့ဒီပုဂ္ဂိုလ်အသေးအဖွဲ့အဖွဲ့အစည်းအကုန်လုံးကပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဒီလမ်းကြောင်းတစ်လျှောက်လုံးမှရှိတဲ့နေမျိုးဒီကစိုးမိုးမှုအတွက်တောင်းဝန်ယူထားတဲ့ တို့ရင်းဖွဲ့စည်းကြရတယ်အပူပေါင်းဆောင်ရွက်ပေးမှာပဲကျွန်တော်တို့ကဒီထုတ်ပြန်မှုခက်ခဲတွေကိုကျော်သွားနိုင်မှာဖြစ်ပါတယ်ဒီနေ့ကဘာမှာအင်အားကြီးနိုင်ငံတွေကနိုင်ငံငယ်တွေအပေါ်နိုင်ငံရေးစီးပွားရေးအရာဖိအားပေးမှုတွေပိတ်ဆို့မှုတွေဟာကမ္ဘာနိုင်ငံငယ်တွေရဲ့အခြေခံမှုတွေကိုချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်းကမ္ဘာနိုင်ငံအသီးသီးမှာရှိတင်ရှိကြတဲ့ကောင်းမွန်တဲ့အခြေခံမှုတွေကိုအလေးထားပြီးကမ္ဘာနိုင်ငံတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာအကောင့်ထဲပေါ်နေတဲ့ဥရောပအာရှစီးပွားရေးတမက EAEU ရဲ့လုံဆောင်ချက်တွေအားမြန်မာနိုင်ငံအနေနဲ့ထောက်ခံကြောင်းနာဆာက ခရကပြောပါရယ်မြန်မာနိုင်ငံကိုအမေရိကန်ဥရောပနဲ့အနောက်အစုတွေကစီးပွားရေးပိတ်ဆို့အရေးယူထားတယ်လို့အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့အစည်း INO ကလည်းပိတ်ဆို့အရေးယူထားတာကြောင့်ယင်းနှမြုပ်နယ်မှုတွေမရှိတယ်လို့ရှိထားသောနိုင်ငံတကာယင်းနှမြုပ်နယ်မှုတွေလည်းပြန်လည်ထွက်ခွာနေကြပါရယ်ဒါပေမဲ့နာဆာကဥက္ကဋ္ဌဟာရုရှားဘယ်လာရုတရုတ်စင်ကာပူထိုင်းစတဲ့နိုင်ငံတွေမှာယင်းနှမြုပ်နယ်မှုတွေလှုပ်လာရေးစီးရုံးလျက်ရှိနေပါရယ် စီအနာသတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ထရန့်ကအီရန်ကိုတိုက်ခိုက်ပြီးနိုင်ငံရေးအမျက်ထုတ်ဖို့ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်တော်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုဘုံကျဲတိုက်ခိုက်ခြင်းဖြင့်နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးပမ်းနေလို့ Asia Times ကဖော်ပြခဲ့ပါတယ်။ထရန့်ကအီရန်နျူကလ ியர் ဆက်ရုံတုံးခုဖြစ်တဲ့ Fordo, Nasdaq နဲ့ Asifan ဆက်ရုံတွေကိုဘီဒူးဘုံကျဲလေယာဉ်တွေတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာထရန့်အမေရိကန်ပထမမူဝါဒနဲ့တိတိကျကျကွဲထွက်နေကြောင်းထောက်ပြကြပါတယ်။ဒီလှုပ်ဆောင်ချက်ကိုဒုသမ္မတ JD Vance ကထရန့်ဝါဒလိုစိတ်ကက်ခဲ့ပြီးမြို့သားလုံးကျော်ရေးအတွက်တန်တမန်နည်းနဲ့ဖြေရှင်းလို့မရပါကအင်အားသုံးဖြေရှင်းမှုအချက်ကိုထင်ရှားပေါ်လွင်စေခဲ့ပါတယ်။အမေရိကန်ကအီရန်ကိုတိုက်ခိုက်မှုပြုလုပ်ပြီးအီရန်နဲ့အစ္စရေးကြအပြစ်ခဲ့ရယ်ဆယ်သဘောတူညီချက်ရရှိ ခဲ့ပါတယ်။ဒါကြောင့် Trump စစ်စေးကလေးမြန်ပြီးအောင်မြင်တဲ့ရလဲထွက်ခဲ့လို့ကြွမ်းကျင်သူတွေကတုံ့တက်ခဲ့ပါတယ်။ Trump ကို Republican တွေရဲ့ထောက်ခံမှုတွေနဲ့မြင့်တက်လာခဲ့က Republican Party မဲပေးသူ80ရာခိုင်နှုန်းကဒီတိုက်ခိုက်မှုကိုထောက်ခံခဲ့သလိုမျိုးသားလုံခြုံရေးတဲ့အင်ရမတ်လှုပ်ဆောင်ခဲ့တဲ့ Trump ကိုချီးကျူးနေကြပါတယ်။ဘလို့ဖြစ်ဖြစ် Trump ရဲ့ဘက်တော်သားတွေဖြစ်တဲ့တကာကာစင်နဲ့ Street Bannon တို့လို Republican တွေကတော့ Trump တိုက်ခိုက်မှုဟာစစ်ဆန်ကျင်တဲ့ Trump ကဒီစကားတွေနဲ့စန့်ကျင်ပဲဖြစ်နေတယ်သတိပေးခဲ့ပါတယ်။ Hannity နဲ့ Levin တို့လို Fox News သတင်းဌာနအစီအစဉ်တင်ဆက်သူတွေကတော့ Trump ရဲ့လှုပ်ဆောင်မှုကိုကြီးမားမားအမွန်းတင်ဖော်ပြနေကြ ာပြီးအီရန်နျူကလ িয়ার ရည်မှန်းချက်ကိုကြီးမားတဲ့ချိန်ချောက်မှုဖြင့်ပုံဖော်ပြောဆိုခဲ့ရပါတယ်။စစ်တမ်းတွေရဲ့အဆိုအရအမေရိကန်ပြည်သူစုစုပေါင်း89ရာခိုင်နှုန်းကအီရန်တုတ်ပြန်တိုက်ခိုက်မဲ့အရေးကိုစိုးရိမ်နေကြပြီးထရန့်လုံဆောင်ချက်ကိုထောက်ခံခဲ့ကြပါတယ်။ထရန့်ကအီရန်ရေးမှရဲစွန့်လုံဆောင်ချက်ဟာစစ်ဘဲကိုရှောင်ကျဉ်မယ်ဆိုတဲ့ရွေးကောက်ပဲကတိကွေးကိုချိုးဖောက်ပြီးသူ့ကိုယ်သူအင်အားကြီးမားတဲ့ခေါင်းဆောင်တို့ဖြင့်ဘဲဆန္ဒရှင်တွေကိုမြင်တွေ့စေလိုခြင်းဖြစ်ကြောင်းလေးထာသူတွေကပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ နိပညာမြင့်ဒုံးကျည်တွေနဲ့ဒရုန်းတွေပို့ထုတ်လုပ်ဖို့ဆန္ဒရှိနေတဲ့ဆွေတဲ့တင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ။ မေဂန်သမရဒေါ်နယ်ထရန့်ဟာလာမယ့်နှစ်အတွက်ကာကွယ်ရေးအသုံးစိတ်မှာစစ်သားတွေရဲ့လက်စားကိုတိုးမြှင့်ဖို့ဤပညာမြင့်ဒုံးကြီးတွေနဲ့ drone တွေကိုပုံမုံထုတ်လုပ်ဖို့စံနှားရှိနေတယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ဒါပေမဲ့အသုံးစိတ်ကိုချွေတာဖို့ရေတက်ရဲ့အလုပ်ကံတွေကိုချော့ချပြီးတင်းမောတွေနဲ့တိုက်လေရင်တွေကိုအနှဲငယ်သာဝယ်ယူဖို့လည်းစံနှားရှိနေတယ်လို့ဇွန်လ25ရက်ကတင်ခဲ့တဲ့ဗဂျက်မူကြမ်းတွေမှာဖော်ပြခဲ့ပါတယ်။အမေရိကန်ဟာလာမယ့်နှစ်အတွက်ကာကွယ်ရေးနဲ့အမျိုးသားလုံခြုံရေးဗဂျက်ကိုဒေါ်လာ862.6ဘီလီယံရထားခဲ့တာဒီပ ာနာဟာအခုနှစ်ဘတ်ဂျက်နဲ့တူညီမှုရှိနေပါတယ်။ဒီဘတ်ဂျက်အတွင်းနျူကလ িয়ার လက်နက်တွေနဲ့ဆက်နွယ်တဲ့အစီအစဉ်တွေအမိလုံခြုံရေးရန်ပုံဝင်ကိုတိုးမြင့်မှုတို့လည်းပါဝင်ခဲ့ပါတယ်။ Indo-Pacific ဒေသမှာတရုတ်ရဲ့ရန်လိုမှုကိုဟန်တားဖို့နဲ့ကာဝေးရေးလုပ်ငန်းတွေကိုပြန်လည်တပ်ဝင်လှုပ်ရှားစေဖို့အတွက်လည်းဘတ်ဂျက်ကိုအသုံးပြုမယ်လို့အင်ဖြူတော်ကထုတ်ပြန်ခဲ့ပါတယ်။၂၀26နှစ်အတွက်ဘတ်ဂျက်အများစုကို Transyer ရွှေကွန်ချ Golden Dome ဒုံးကြီးကာဝေးရေးစနစ်စီမံခရင်အတွက်အသုံးပြုမှာဖြစ်ပြီး Trend ဟာ လော်ဟီမာတင်ကုမ္ပဏီထံမှ F35 တိုက်လေယာဉ်အနေငယ်နဲ့စစ်သင်္ဘောအနေငယ်ကိုသာမှာယူခဲ့ပါတယ်။ဒါပြင် ကုန်ကြမ်းစိတ်များပြားတဲ့သင်္ဘောအဟောင်းတွေနဲ့လေယာဉ်အဟောင်းတွေအပါအဝင်လက်နက်အဟောင်းတွေကိုအနားပေးခြင်းနဲ့ ဘတ်ဂျက်ကိုခြွေတာပြီးစစ်သားတွေရဲ့လစာကို3.8%ခန့်တိုးမြင့်ပေးဖို့လည်းတောင်းဆိုထားပါတယ်။ဒါပြင်ရေတပ်မှလည်းအရက်ဘတ်ဝန်ထမ်းအင်အားစုစုပေါင်းအနက်ဝန်ထမ်း8286ဦးကိုလျှော့ချဖို့ဘတ်ဂျက်မှာအဆိုပြုထားပါတယ်။ဂျိုးဘိုင်ဒန်ရဲ့တမန်တော်နောက်ဆုံးတက်တန်းကတောင်းဆိုခဲ့တဲ့2025ခုနှစ်ဘတ်ဂျက်မှာဘိုင်ဒန်ဟန် F35 တိုက်လေယာဉ်68စင်းမှာယူခဲ့ပြီးထရိုင်ရဲ့2026ခုနှစ်ဘတ်ဂျက်မှာတိုက်လေယာဉ်48စင်းသာမှာယူခဲ့ပါတယ်။ရုရှားကောင်းဆောင်တွေကိုဖမ်းဆီးဖို့ အထူးခုံရုံဖွဲ့စည်းဖို့အတွက်ယူကရိန်းသမ္မတဆာလန်စကီနဲ့ဥရောပကောင်စီတို့သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြရဆိုတဲ့တင်ကိုလည်းတင်ဆက်ပေးလိုက်ပါတယ်။ယူကရိန်းကိုတိုက်ခိုက်နေတဲ့စစ်ပွဲရဲ့နောက်ွယ်ကကြိုးကန်နေတဲ့ရုရှားကောင်းဆောင်တွေကိုဖမ်းဆီးဖို့အထူးခုံရုံဖွဲ့စည်းဖို့ယူကရိန်းသမ္မတဆာလန်စကီနဲ့ဥရောပကောင်စီ COE တို့ဇွန်လ25ရက်ကသဘောတူညီလက်မှတ်ရေးထိုးခဲ့တယ်လို့ DW သတင်းဝက်ဆိုက်ကဖော်ပြခဲ့ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုကျူးကျော်စစ်စတင်ခဲ့တဲ့အတွက် ရုရှားရဲ့ခေါင်းဆောင်ပိုင်းကိုတာဝန်ယူမှုရှိစေဖို့အထူးခုံရုံးအားချက်ချင်းလိုအပ်တယ်လို့ယူကရိန်းဘက်က ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဟာရန်လိုသူတွေကိုအပြစ်ပေးဖို့လိုအပ်တယ်ဆိုတာကိုပြည့်ပြည့်စုံစုံပြသဖို့လိုအပ်ပြီးဒါကိုကျွန်တော်တို့အားလုံးဥရောပနိုင်ငံအားလုံးကအတူတကလှုပ်ဆောင်ရပါမယ်လို့ COE အတွင်းရေးမှူးချုပ်အလိမ့်ပါဇန်နဲ့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးပြီးနောက်ဇာလန်စကီကပြောကြားခဲ့ပါတယ်။ရုရှားသမ္မတပူတင်ကယူကရိန်းစစ်ပွဲမှာရုရှားကအသာစီးရနေတယ်လို့ယူဆထားတယ်လို့ အပြစ်ခတ်ရစရေးဆွေးနွေးမှုတွေရပ်တန့်နေချိန်မှာအထူးခုံရုံးဖွဲ့စည်းမဲ့သဘောတူညီချက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။စစ်ရာဇဝင်မှုကျူးလွန်သူတိုင်းဟာတရားစီရင်ခံရမယ်ဆိုတာကိုတည်ထားရပါမယ်။အဲ့ဒီထဲမှာရုရှားလည်းပါပါတယ်လို့ဆာလန်စကီကပြောကြားခဲ့ပါတယ်။အထူးခုံရုံးဖွဲ့စည်းမှုနဲ့လုပ်ငန်းစဉ်တွေကိုလာမယ့်နှစ်အစောပိုင်းမှာစတင်နိုင်ဖို့ COE ကမျှော်လင့်ထားပါတယ်။အထူးခုံရုံးဖွဲ့စည်းပြီးနောက်ဒုတိယလှုပ်ဆောင်ရမယ့်အချက်မှာနိုင်ငံအများပြားကအထူးခုံရုံးကိုပူးပေါင်းပါဝင်လာဖို့နဲ့ အထူးခုံရုံးကိုကုညီထောက်ပံ့ပေးစီဖို့ဖြစ်ကြောင်းဘာဆက်ကပြောပါတယ်အထူးခုံရုံးကိုဖွဲ့စည်းတည်ထောင်မဲ့နေရာနဲ့အခြားအသေးစိတ်အချက်လက်တွေကိုဖြည့်ရှင်းဖို့လိုအပ်နေသေးတယ်လို့သူကဆိုပါတယ်နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကပူတင်နဲ့အခြားရုရှားအရာရှိတွေကိုစစ်ရာဇဝတ်မှုတွေနဲ့ဖောင်းရမ်းတွေထုတ်ထားပြင်မဲ့တရားစီရင်နိုင်စွမ်းမရှိသေးပါဘူး CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးပါပါ ကောင်းမွန်တဲ့အသင်းအဖြစ်မန်စီးတီးပြန်လာပြီလို့နီးပြဖြစ်သူဂွာဒီယိုလာကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုရှုစားလိုက်အောင်ပါ။မန်စီးတီးတင်ဟာဖီဝါကလပ်ကမ္ဘာဗလာအုပ်စုနောက်ဆုံးပွဲစဉ်မှာဂျိုမန်တန်တင်းကို၅ဂိုး၂ဂိုးနဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက်နီဗာဂွာယူလာကကောင်းမွန်တဲ့အသင်းဖြစ်မန်စီးတီးအသင်းပြန်လာပြီလို့ပြောရပါတယ်။ဂွာယူလာကကျွန်တော်တို့ဒီလိုမျိုးလုပ်နိုင်တာကိုကျွန်တော်နှစ်သက်ပါတယ်။ကျွန်တော်တို့ကဒီလိုမျိုးကောင်းမွန်တဲ့စွမ်းဆောင်ရည်မျိုးပျော်ပြသနိုင်ခဲ့တာကြပါပြီ ဇာမားတွေကအလွန်ကောင်းမွန်စွာကစားနိုင်ခဲ့ပြီးထိတ်တန့်အသင်းသင်းကိုအနိုင်ယူရတဲ့အတွက်ကျွန်တော်ပြောရှင်ပါတယ်။ဒါကတပွဲပဲရှိပေမဲ့ကစားသမားတွေကအသင်းကောင်းသင်းဖြစ်ရတာကိုပြန်ပြီးခံစားမိရလို့ကျွန်တော်ထင်ပါတယ်။ယုံကြည်မှုတွေကအတိတ်ကအရာတွေကြောင့်မဟုတ်ပဲစွမ်းဆောင်ရည်တွေကလည်းအများနဲ့လာတာပါလို့ပြောခဲ့တာပါ။မက်ဆီအသင်းကဒီဘက်မှာဘောလုံးပိုင်ဆိုင်မှု86ရာခိုင်နှုန်းဂိုးပေါက်ကန်သွင်းမှု24ချိန်နဲ့ဂိုးပေါက်တည့်မှု17ချိန်တိရှိခဲ့ပြီးဂျိုဗက်နက်အသင်းကဂိုးပေါက်ကန်သွင်းမှု9ချိန်နဲ့ဂိုးပေါက်တည့်မှု2ချိန်သာရှိခဲ့တာဖြစ်ပါတယ်။ ဒီဘက်မှာမက်ဆီစင်းတဲ့အတွင်းကိုတွေကိုဒိုဂူဟာလန်ဖိုရန်စာပင်ဟိုနဲ့ဂျူဗင်နက်အသင်းကစားသမားကာလူလူကကိုကိုတွင်ခဲ့ရဖြစ်ပြီးဂျူဗင်နက်အသင်းတက်ကိုတွေကိုကုတ်မိုင်းနာနဲ့ဗလာဟိုဗစ်တို့ကတွင်ခဲ့ရပါမက်ဆီစင်းပြခွာရွေးလာဒီဘက်မှာပြီးခဲ့တဲ့အဖွင့်ပွဲစဉ်တစ်ပွဲနဲ့မတူညီတဲ့ပွဲထွက်လူစဉ်ကိုအသုံးပြုခဲ့ပြီးကာလာရှေချာအနားယူခဲ့ရရိုးကိုလည်းပွဲထွက်လူစဉ်နဲ့အသုံးပြုခဲ့ရဖြစ်ပါတယ်မက်ဆီစင်းဟာပြီးခဲ့ရာသီကပျောက်ဆုံးခဲ့တဲ့အကောင်းဆုံးဆွမ်းဆောင်ရည်ကိုဒီဘက်မှာပြန်မြင်တွေ့ခဲ့ရပြီး ဒီပုံစံကိုဒီအစီအမဆက်ထိန်းနိုင်ဖို့အကောင်းဆုံးကြိုးစားသွားမယ်လို့နီးပြကွာရီယိုလာကပြောခဲ့ပါတယ်။ဂျူဗင်နယ်တင်းတဲ့ဘက်မှာမက်ဆီအသင်းအတွက်လူစားလေးဝင်ရောက်လာပြီးဂိုးသွင်းယူနိုင်ခဲ့တဲ့တိုက်စစ်မှုဟာလည်းဟာကလပ်နဲ့နိုင်ငံအသင်းကစားသမားဘဝအတွင်းကို300ပြည့်မြောက်သွားခဲ့တာပါ။မက်ဆီဒီနီပြကွာရီယာကအသက်24နှစ်ပြည့်မှာတွင်းကို300ပြည့်ခဲ့တဲ့တိုက်စစ်မှုဟာလန်ကိုဂုဏ်ပြုပြုလုပ်ခဲ့ပါရယ်မက်ဆီဒီကဒီဘက်နိုင်ရခဲ့တာကြောင့်အုပ်စုတွင်ထိစုံနေရနဲ့ဆက်ရောက်တဲ့အစီတက်ခဲ့ပြီးဂျူမန်တဲ့ကအုပ်စုဒုတိယနေရနဲ့ဆက်ရောက်တဲ့အစီတက်နိုင်ခဲ့တာဖြစ်ပါရယ်စီးနိုင်တဲ့တင်းဌာနရဲ့2025ခုနှစ်ဇွန်လ28ရက်နေ့အတွက် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအလုံးမဲတရားပြောရှင်တဲ့နေလစ်တနေ့ကိုပိုင်ဆိုင်နေကြပါသေးရှင်။